မျိုးသမီးဟာသူ့ခင်ပွန်းရဲ့ကြောက်စင်းဆွဲသည့်ကိုစပြီးမြင်လိုက်တာနဲ့တကူကူမားနေတယ်ဆိုတာသတိထားမိလိုက်ပေမဲ့သူ့ကိုသတိမပေးဘဲတိတ်ဆိတ်စွာစောင့်ကြည့်နေခဲ့ပါတယ်သူ့ခင်ပွန်းရဲ့ပထမဆုံးချစ်သူကဆွဲသည့်ကိုသူ့လက်ပင်မှာချီနောက်လိုက်တဲ့နောက်တစ်စက်တည်းမှာပဲခင်ပွန်းဖြစ်သူရဲ့စပင်တွေဟာလုံးဝအုံုံဖြူခွေးသွားခဲ့ပြီးဖမ်းဆုပ်လိုက်တာနဲ့အခိုင်လိုက်ကျွတ်ထွက်လာပါတယ်အဲ့ဒီအခါမှာအမျိုးသားရဲ့အဖေကဆွဲသည့်မှာချွေရင်းချက်ရှိနေတယ်ဆိုတာသဘောပေါက်ပြီးအလင်းမြန်ချုပ်ပေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့အမြတ် ဘူသမီးကခေါင်းယမ်းပြီးနောက်ကျသွားပြီလို့ပြောပါတယ်အစိမ့်ငွေတွေဟာသူ့ခင်ပွန်းရဲ့ခန္ဓာကိုယ်ထဲကိုစိတ်ဝင်သွားခဲ့ပြီဖြစ်ပြီးတမင်းနဲ့အတွင်းမှာပဲခန္ဓာကိုယ်တစ်ခုလုံးပြန့်နှံ့သွားမှာဖြစ်တယ်လို့ကုသလို့လည်းမရနိုင်တော့ဘူးလို့ပြောပါတယ်တိုးတော်လည်းအမျိုးသားကသူ့မရဲ့စကားကိုလှောင်ပြောင်ခဲ့ပြီးသူ့မဟာသူ့ပထမဆုံးချစ်သူရဲ့စိတ်ပညာကျွမ်းကျင်မှုကိုမနာလို့ဖြစ်ကသူ့ကိုကြောက်အောင်ဇလန်းစင်နေတာလို့ယုံကြည်နေခဲ့ပါတယ်အခုညီမနေတဲ့အမျိုးသမီးဟာသူ့ကိုအင်ကြီးကျယ်ပြီးဖြုတ်ကြည့်ဖို့ပြောလိုက်ပါတယ်အမ ကိုသားကကြီးလိုက်တဲ့အခါသူ့ရင်ဘက်တစ်ခုလုံးနှက်မောင်နေပြီးအဲ့ဒီအမဲဆက်ကလက်ချောင်းစီကိုအလင်းအမြန်ပြက်နေနေတာကိုတွေ့လိုက်ရပါတယ်ဒါတော့မှသူကအမျိုးသမီးဟာသူ့ကိုကြောက်လန့်အောင်ပြည့်ရတမျိုးမျိုးတုံးနေတာလို့အခိုင်အမာပြောဆိုပြီးအဲ့ဒီအမဲရောင်ကိုတုတ်ပြစ်ဖို့လက်လန်းလိုက်ပါတယ်သူကြောက်လန့်ကြားဖြစ်ရတာကတော့အဲ့ဒီလိုလှုပ်လိုက်တာဟာအစိတ်တွေပြက်နေမှုကိုကိုပြီးအချိန်မြင့်လိုက်တယ်လို့ဖြစ်သွားခဲ့ပြီးပြင်းထန်တဲ့နာကျင်မှုတစ်ခုဟာသူ့နှာခေါင်းနဲ့ပါးစပ်သေးကိုဒုတိယပြက်နေလာပါတယ် သူမောကြည့်လိုက်တဲ့အခါသူ့မျက်လုံးနှာခေါင်းနဲ့ပါးစပ်တို့မှတွေးတွေစီးကြလာပါတယ်။အဲ့ဒီအခါမှာအမျိုးသမီးဟာအမှန်ကိုပြောခဲ့တာဆိုတာလူတိုင်းသဘောပေါက်သွားကြပါတယ်။အမျိုးသားရဲ့အဖေဟာဒူးထောက်ပြီးသူ့သားကိုကယ်တင်ပေးဖို့တောင်းပန်ခဲ့ပါတယ်။ဒါပေမဲ့အမျိုးသမီးကလက်ဖြားနဲ့တောင်မလို့ထီပဲငင်းဆန်ခဲ့ပါတယ်။သူ့မရဲ့အတိတ်ဘဝဆုံးမမျိုးနွယ်မှာစဉ်သက်လာသူတဦးအနေနဲ့သူ့မဟာဒီအမျိုးသားဟာသူ့မရဲ့ငယ်ဘဝကယ်တင်ရှင်ဖြစ်တယ်လို့ယုံကြည်ခဲ့မှုပါတယ်။သူ့မဟာသူ့မရဲ့စေပညာကျွမ်းကျင်မှုနဲ့သူ့မရဲ့ကိုယ်ပိုင်တွေးကို အသုံးပြုပြီးသူ့ရဲ့မတန်ဆွမ်းခြေတောက်တွေကိုကုသပေးခဲ့ဖူးပါတယ်သူ့အဖေရဲ့တောင်းပန်မှုကြောင့်သူ့ကိုလက်ထပ်ခဲ့ပါသေးတယ်ဒါပေမဲ့သူ့ရဲ့မင်္ဂလာဆောင်နေ့မှာပဲအမျိုးသားကသူ့မကိုတက်ဖြစ်ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ပထမဆုံးချစ်သူဟာလည်းသူ့ကိုကုသပေးနိုင်တယ်လို့သူထင်ခဲ့တာရဲ့အမျိုးသမီးကအကျိုးကိုခိုးယူသွားတယ်ပြီးတော့သူ့အဖေကိုသူ့ကိုလက်ထပ်ဖို့တွန်းအားပေးခဲ့တယ်လို့ယုံကြည်ခဲ့လို့ပါပဲဒီလိုနားလည်မှုလွဲမမှုကသူ့ရဲ့ပထမဆုံးချစ်သူကိုစိတ်ထိတိုက်စေပြီးမတော်တဆ၆ကမ်းပါးကနေပြုတ်ကျ တည်ဆုံးခဲ့ရပါတယ်အမျိုးသမီးပြန်လည်မွေးဖွားလာပြီးနောက်အမျိုးသားဟာသူမရဲ့ငယ်ဘဝကတည်းကမဟုတ်ခဲ့ဘူးဆိုတဲ့အမှန်တရားကိုသိရှိခဲ့ပါတယ်ဒါကြောင့်ဒီတစ်ချိန်မှာသူ့ဖေကကူတာဖို့တောင်းပန်လာတဲ့အခါသူမဟာတုံ့ဆိုင်မှုမရှိဘဲငြင်းဆန်ခဲ့ပါတယ်အမျိုးသားဟာလည်းပြန်လည်မွေးဖွားလာသူတဦးဖြစ်ပြီးသူ့ရဲ့ပထမဆုံးချစ်သူကသူ့ခြေထောက်တွေကိုကူတာပေးနိုင်တယ်လို့ယုံကြည်နေသေးပါသူဟာအမျိုးသမီးနဲ့အလောင်းစားတောင်လုပ်ခဲ့ပါတယ်သူ့ရဲ့ပထမဆုံးချစ်သူက9ရက်အတွင်းသူ့ကိုကူတာပေးနိုင်ရင်အမျိုးသမီးဟာဒူးထောက်ပြီး တောင်းပန်ကစေးပညာနယ်ပယ်ကနေထာဝရထွက်ခွာရမယ်ဆိုပြီးအလောင်းစားပြုခဲ့ပါတယ်ခုနှစ်ရက်ကြာမှာအမျိုးသမီးဟာသူ့ရဲ့အမှန်တကယ်ငယ်ဘဝကတင်ရှင်ကိုရှာဖွေတွေ့ရှိခဲ့ပြီးကာလကြာရှည်စွာမိမျောနေတာကိုကူတာပေးခဲ့ပါတယ်အချိန်ထဲမှာပဲသူ့ရဲ့ပထမဆုံးချစ်သူကလည်းအမျိုးသားရဲ့ခြေထောက်တွေကိုအံ့ဖွယ်နည်းနဲ့ကူတာပေးနိုင်ခဲ့ပါတယ်ဒါပေမဲ့သူဟာအမျိုးသမီးရှိမှသူမရဲ့ကျွမ်းကျင်မှုကိုကြွားလုံးထုတ်နေစင်မှာပဲပလေကားပေါ်ကနေရုတ်တရက်ပြုတ်ကြပြီးခြေထောက်တွေဟာတဖန်မတန်မဆွမ်းဖြစ်သွားပြန်ပါတယ်အမျိုးသမီးဟာအမှန် တရားကိုချက်ချင်းမြင်လိုက်ပါတယ်သူ့ရဲ့ယာယီပြန်လဲကောင်းမှုမှုဟာသူ့ရဲ့ပထမဆုံးချစ်သူကပေးခဲ့တဲ့ကြောက်စင်းဆွဲတီးကြောင့်ဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်သူမဟာအဲ့ဒီဆွဲတီးကိုရေရှည်ဝှစ်စင်ချင်းဟာသူ့ရဲ့အခြေအနေကိုပိုဆိုးစေလိမ့်မယ်လို့သတိပေးခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကသူမကိုမယုံမဲ့ဆွဲတီးကိုသူ့လက်ဘင်းမှာပြန်ဆွဲလိုက်ပါတယ်မိနစ်ပိုင်းကြာမှာတော့သူဟာကိုခန္ဓာရဲ့အပေါက်ခွန်းပေါက်လုံးကနေတွေးတွေရိုးစီးကြလာပါတော့တယ်သူမရဲ့အကူအညီပေးဖို့ညှဉ်းဆုံမှုကိုဒေါသထွက်ပြီးအမျိုးသားရဲ့အထေကသူ့လူတွေကို အမျိုးသမီးကိုဖမ်းဆီးပြီးသူ့သားကိုအကူတပေးဖို့အတင်းအကျပ်ခိုင်းစေခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနာမည်ကျော်ဆေးဆရာကြီးတို့ရောက်ရှိလာပြီးအမျိုးသားရဲ့အခြေအနေကိုလျင်မြန်စွာထိန်းချုပ်ပေးခဲ့ပါတယ်။သို့တော့ဆရာကြီးကသူ့မကယ်တင်နိုင်ဘူးလို့ဝန်ခံခဲ့ပါတယ်။စုံမမျိုးနွယ်ရဲ့နောက်ဆုံးကြံရှိနေတဲ့အမွေခံကိုရှာမတွေ့မချင်းမကယ်တင်နိုင်ဘူးလို့ပြောပါတယ်။သူလက်ကြည့်လိုက်တဲ့အခါအဲ့ဒီအမွေခံဖြစ်သူအမျိုးသမီးဟာအဲ့ဒီနေရာမှာရဲနေပါတယ်။ဆရာကြီးဟာသူ့မကိုအယိုးတေးပေးငုံညွတ်လိုက်တာကြောင့်အားလုံးအံ့ အားတင်းသွားကြပါတယ်ဒါပေမဲ့အမျိုးသားနဲ့သူ့ရဲ့ပထမဆုံးချစ်သူကအမှန်တရားကိုလက်မခံဘဲငင်းဆန်ခဲ့ကြပါတယ်ပထမဆုံးချစ်သူကအမျိုးသမီးဟာသူ့ကိုချိန်စားတိုက်နေတာဆွဲသီးဟာအစိတ်တင်နေဆိုတာလိန်ပြောနေတာလို့ဆွဆွဲခဲ့ပါတယ်သို့တော့ဆွဲသီးကိုစစ်စစ်ကြည့်ရှုပြီးနောက်ဆရာကြီးကအဲ့ဒီဆွဲသီးဟာအစိတ်ငွေတွေထုတ်လွှတ်နေတယ်ဆိုတာကိုချက်ချင်းအတည်ပြုပေးခဲ့ပါတယ်နောက်ဆုံးတော့အမျိုးသားရဲ့ဘဝကိုဖျက်ဆီးခဲ့တဲ့တကယ်တည်းရဲ့ခံဟာသူ့ရဲ့ပထမဆုံးချစ်သူဖြစ်တယ်ဆိုတာလူတိုင်းသဘောပေါက်သွားကြပါတယ်ဒေါသထွက်နေတဲ့အမြ ဒူသားရဲ့အဖေကဒူမကိုအမျိုးသမီးရှိမှဒူထောက်တောင်းပန်ဖို့အမိန့်ပေးခဲ့ပြီးစေပညာနယ်ပယ်ကနေနှိမ့်ထုတ်ခဲ့ပါတယ်ဒီလိုလှုပ်ခြင်းအဖြစ်အမျိုးသမီးရဲ့တနာညာမှုကိုရယူပြီးဒူသားကိုကဲတင်ပေးဖို့မျှော်လင့်ခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးရဲ့အတန်ဟာအေးဆက်ပြီးခံစားချက်မရှိဘဲကြံရိပ်ခဲ့ပါတယ်အမျိုးသားရဲ့အခြေအနေဟာကုသလို့မရနိုင်တော့ဘူးလို့ပြောကြပြီးဒူမဟာလှည့်ထွက်သွားခဲ့ပါတယ်ဒူမထွက်ခွာသွားစဉ်မှာအမျိုးသားဟာလွန်ခဲ့တဲ့နောက်တရားများနဲ့ပြည့်နေခဲ့ပြီးသူ့ရင်ထဲမှာနောက်နောက်ကလွဲလို့ဘာမှမရှိပြီးတော့ပါဘူး